လေးနှစ်တတိအနှိမ့်ဆက်ခံခဲ့ရတဲ့ Blackwing အဖွဲ့ Blackwing အဖွဲ့ဝင်တွေကတော့လေးနှစ်တတိနေရာတစ်ခုမှာမျက်ရည်တွေများစွာကျပြီးတော့အနှိမ့်ဆက်ခံခဲ့ရပါတယ်ရှင်။တနေရာထဲမှာ Blackwing အဖွဲ့ကိုထားပြီးတော့အပြင်လဲသွားခွင့်မပေး၊ဒီပေါင်းစုံနဲ့နှိမ့်ဆက်ခဲ့တာဖြစ်တယ်လို့အင်ကိုလည်းပြန်ခွင့်မပေးခဲ့ပါဘူး။ဒီအထက်မှာမှသူတို့ကိုလုံနေတဲ့အရာတွေကြောင့်ပဲဒီ blapping အဖွဲ့ဝင်လေးယောက်ကထွက်ပြေးဖို့အတွက်ခဏခဏစဉ်းစားခဲ့ပါတယ်။ဒီတက်ပူပြီးဆိုတာကတော့သူတို့တွေကညာဘက်တိုင်းလူလူကိုငုံငုံပြီးတော့ဖြတ်တန်းခဲ့ရပါတယ်။ ဒီနေ့မှာတော့ဒီအခက်အခဲတွေအကုန်လုံးကိုကြော်ဖြတ်ပြီးကမ္ဘာအအောင်မြင်ဆုံးအဖွဲ့တွေကတခုဖြစ်လာခဲ့ပါပြီ။ဒီအရာတွေအားလုံးရဲ့အစကတော့ Wine Entertainment မှာ Wine Entertainment ဆိုတဲ့ကိုရီးယားနိုင်ငံမှာရှိတဲ့ company တခုကမိန်ကလေးတွေအတွက်အဖွဲ့တခုကိုဖန်တီးပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ K-pop လောကကိုအမျိုးသမီးတွေကိုဦးဆောင်ခိုင်းဖို့ပဲဖြစ်ပါတယ်ရှင်။နိုင်ငံတကာမှာတော်တဲ့အမျိုးသမီးတွေကိုလိုက်ရှာခဲ့ပြီးမြေလာအနေငယ်ကျွန်းမှာအမျိုးသမီးတချို့ကိုရှာတွေ့ခဲ့တာဖြစ်ပြီးတော့အဖွဲ့ဖွဲ့ပြီးခဲ့ပါတယ်။ဒီအဖွဲ့ကိုတေချာလေးကျင်းပေးခဲ့ပြီးမြေဒီအဖွဲ့ကြောင့်မှအရှုံးကြီးရှုံးခဲ့ပါတယ်။ နောက်တစ်ခါလူထက်ရွေးတဲ့အချိန်မှာတော့အရွေးချယ်ခံခဲ့ရတာကလီဇာ၊ဂျင်းနီ၊ရိုးစ်၊ဂျီဆူတို့ပဲဖြစ်ပါတယ်။ဒီအဖွဲ့ကလည်း 1T Company ကိုရောက်လာတဲ့အချိန်မှာသူတို့အတွက်ဒါကထောင်လို့ဖြစ်နေခဲ့ပါတယ်။အင်္ဂလိပ်လိုပြောမရအပြင်မသွားရအင်ကိုပြန်လို့လည်းမရပဲအမြဲတမ်းလိုလိုလေးကျင့်နေရစတဲ့တင်းကျပ်လာတဲ့စီးပင်းတွေနဲ့သူတို့ကိုတော်တော်လေးကိုဒုက္ခရောက်ခဲ့ရပါတယ်။လီဇာကငကိုတွေကကိုရီးယားဘာသာစကားမတက်ပဲအခက်ခဲဖြစ်နေပါတယ်။ဒါကြောင့်သူမကတော့အတန်တက်တဲ့အချိန်ကြာရင်အင်္ဂလိပ်လိုပဲပြောပါတယ်။အဲ့ဒါကြောင့်အင်္ဂလိပ်လိုမပြောရဘူးဆိုပြီးတော့ကုမ္ပဏီကစီးပင်းချမှတ်ခဲ့ပါတယ်။ ဒီစီမံကြောင့်သုံးနှစ်တိတိဒုက္ခခံခဲ့ရသလိုညဘက်တိုင်းလည်းငိုခဲ့ရပါတယ်။မတက်တတက်ကိုရီးယားစကားပြောတဲ့အချိန်မှလည်းတော်တော်လေးကိုအလောင်ခံခဲ့ရသလိုအရှက်လည်းကွဲခဲ့ပါတယ်။ဒီလိုမျိုးပါပဲဂျီဆူးကလည်းအမြင့်ဆိုအယံကိုမှကြောက်ပါတယ်ဒီလိုမျိုးဖြစ်နေပါတယ်ဆိုမှဂျီဆူးကိုအယံမြင့်တဲ့နေရာတွေကိုခေါ်သွားလို့ရှိသလိုသူတယောက်တည်းကိုခဏခဏဒုက္ခပေးသလိုပုံစံမျိုးနဲ့အတင်းအကျပ်အယံမြင့်တဲ့တောင်နှစ်တောင်ကိုကျိုးရီနဲ့သွားခိုင်းပါတယ်ဒီလိုမျိုးလုပ်နေတဲ့အတွက်ဂျီဆူးကအကြောက်လန့်ပြီးတော့ရှိုက်ကြီးတင်ငင်ကိုခဲပါတယ် ။နောက်ပြီးဂျီဆူကကြောင်နေခွေးတွေကိုကြောက်တတ်ပါတယ်ဆိုမှကြောင်တွေပြည့်နေတဲ့အခန်းမှာသူမကိုထားခဲ့သလိုခွေးတွေပြည့်နေတဲ့အခန်းမှာလည်းထားခဲ့ပါတယ်။ဂျင်းနီဆိုရင်လည်းကနေတဲ့အချိန်မှာခြေထောက်ခောက်သွားပြီးနားကျင်နေတာကြောင့်အတင်းကျပ်ပဲခောက်နေတဲ့ခြေထောက်နဲ့ပဲကခိုင်းခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးဒုက္ခပေးတာကလည်းသူတို့အကုန်လုံးကိုကောင်းကောင်းကြီးတိုးတက်စေခဲ့ပါတယ်။ဒီလိုမျိုးတာမလုပ်ခဲ့ဘူးဆိုရင်တော့ Blackwin အဖွဲ့ကတိုးတက်လာမှာမဟုတ်ဘူးလို့အဖွဲ့ဝင်ကိုယ်တိုင်ကပြောပူပါတယ်။အကြောင်းရင်းကတော့ဒီလိုပါရှင်။ အင်္ဂလိပ်လိုမပြောရဘူးလို့ပြောခဲ့တယ်ဆိုတာကလည်းလီဆာကိုကိုရီးယားဘာသာစကားတက်အောင်သင်ယူဖို့ပဲဖြစ်ပါတယ်။လီဆာငိုနေတဲ့အခါတိုင်းသူမရဲ့တငယ်ချင်းဖြစ်သူဂျင်နီကနေသိပ်ပေးတယ်လို့သူမကိုကိုရီးယားဘာသာစကားသင်ပေးခဲ့ပါတယ်။လေးနှစ်အတွင်းဒုက္ခခံခဲ့ပြီးမှအခုဆိုရင်သူမရဲ့ဘဝကတာယာနေပါပြီ။ဒီလိုမျိုးကြည်စုကလည်းအမြင့်ကိုကြောက်တက်တဲ့အတွက်ရှူတင်ရိုက်တဲ့အခါပြဿနာပေါင်းစုံဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့တောင်းနေစီသွားပြီးတော့အမြင့်ကြောက်စိတ်မရှိအောင်လို့တေချာလေးကျင့်ပေးခဲ့တာပါ။ကျောင်းနေခွေးတွေကိုကြောက်တဲ့အကြီးစုကိုလည်းအခန်းထဲမှာကြောင်းတကောင်နဲ့နေခိုင်းနေနောက်တော့နောက်ထပ်တကောင်တက်ထဲတယ် ဒီလိုမျိုးလုံရင်းနဲ့ခွေးနေကြောင်းနေအပေါ်မှာကြောက်စိတ်မရှိအောင်လို့ကူညီပေးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပါပဲ Rose ကလည်းစိတ်သက်သာယောဂပုံစံမျိုးရှိသလိုအမြဲတမ်းအားငယ်နေလေးရှိပါတယ်။သူဘလောက်ကြီးကောင်းအောင်လုပ်ပြနေပါစေသူကိုယ်သူယုံကြည်မှုကတော့မရှိဘူးဖြစ်နေခဲ့တာပါ။ဒါကြောင့်မလို့ပဲ Rose နဲ့အစိုးရအဖွဲ့တစ်ခုနဲ့ပြောင်းပြီးတော့တချင်းထုတ်လုပ်စေခဲ့ပါတယ်။တချင်းနာမည်ကတော့ Without You ပဲဖြစ်ပါတယ်။ဒီတချင်းကထွက်ပြီးအရန်ကိုပေါက်ခဲတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတချင်းကို Rose ဆိုထားတာဘယ်သူမှမသိခဲ့ပါဘူး။ရှင်းရှင်းပြောရမယ်ဆိုရင်တော့ဒီတချင်းမှာ Rose ကပအဝင်ထားတယ်ဆိုတော့သူမှတော့မသိခဲ့ပါဘူး။ ီတဲ့ချင်းကသူမကြောက်ပေါက်သွားတယ်ဆိုတာ Rose သိတဲ့အချိန်မှာတော့အယံကမှပြောသွားခဲ့တယ်လို့ကိုကိုကိုလည်းယုံကြည်မှုတွေရှိလာခဲ့ပါတယ်ဒီလိုမျိုးပါပဲ။ Jenny ကိုလည်းလူတွေကငပြက်မအသုံးကမကျဘူးဆိုပြီးတော့အမြဲတမ်းလိုလိုနှောင်ပြောင်ခဲ့ကြတာပါ။ဒီနေ့မှသူတို့စင်ပေါ်မှာကနေနဲ့ Jenny ရဲ့ခြေထောက်ကခောက်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာတော့ငပြဲမကမကနိုင်လို့ဟန်ဆောင်နေတယ်ဆိုပြီးတော့ပြောဆိုခဲ့ကြတဲ့အတွက်ခောက်နေတဲ့ခြေထောက်နဲ့ဂျင်းနီကိုကခိုင်းခဲ့တာပါအဲ့ဒီချိန်ကစပြီးတော့သူမကငပြဲမလို့ပြောတဲ့လူတွေရဲ့ပါဇက်ကိုပိတ်နိုင်ခဲ့ပါတယ်သူတို့လည်းရ ready ဖြစ်သွားတဲ့အချိန်မှာသူတို့လည်းပေါင်ပြီးတော့တချင်းစပြီးတော့ထုတ်ပြခဲ့ပါတယ်ပထမတချင်းမှာလည်းအရန်ကိုမှနေမယ်ကြည်ပြီးကဘာတဝန်းကိုပါရောက်သွားခဲ့ပါတယ်နောက်တော့တဖြည်းဖြည်းတချင်းတွေဆက်ထုတ်လာရအခုဆိုရင်တော့ကဘာတဝန်းမှာကြောက်စရာကောင်းတဲ့ပြည်သက်တွေကိုတော့မှဖန်တီးနိုင်ခဲ့ပါတယ် ဒီလိုမျိုးပါပဲသူတို့အစပိုင်းမှာတော့ Wine Tea Entertainment ရဲ့ဒုက္ခပေးမှုကြောင့်တော်တော်လေးကိုတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။အနာခံမှအသာဆန်းရတယ်ဆိုတော့ Black Queen အခွဲကတက်တည်ပြနေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနေဆိုရင်တော့ကျွန်မတို့ဇော်ထက်အောင် Sherry Channel လေးကို Like တာ Follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။